ရေယမထွေအသင်းကိုအနိုင်ယူဖို့အသင်ဖြစ်နေပြီလို့ဖွင့်ရပြောဆိုလိုက်တဲ့နီးပြားအာရီတာအာဆန်တီးရဲ့နီးပြားမီခေးအာရီတာကအာဆနယ်မှာဂျာမနီကွာတာဖိုင်နယ်မှာရင်ဆိုင်ရမယ့်ရေယမထွေအသင်းကိုအနိုင်ယူနိုင်ဖို့အတွက်အသင်ဖြစ်နေပြီဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်ပါတယ်အာဆန်တီးကအင်္ဂါနေ့အမေရိကန်မှာဂျာမနီကွာတာဖိုင်နယ်ပထမကြော်ပွဲစဉ်ဖြစ်လက်ရှိချန်ပီယံရေယမထွေအသင်းကိုအခန့်ရင်ဆိုင်စားရမှာလည်းဖြစ်ပါတယ် သူတို့ကလာမယ့်တစ်ပတ်မှာဒုတိယကြော့အဖြစ်ဘာနေပြုကိုတွားရောက်အရင်ဆိုင်ရမှာဖြစ်ပါလိမ့်။နေပြီးတော့အမေခေအာရီနာကတော့ကျွန်တော်တို့ထိန်းချုပ်လို့မရတဲ့အရာတွေ ရှိပါလိမ့်။သူတို့တွေဘလို့တွေပြင်ဆင်ထားတာနဲ့ပတ်သက်ပြီးတော့သူတို့လောက်တာနဲ့ပတ်သက်ပြီးတော့ဘာမှတွားလို့လို့မရပါဘူး။ကျွန်တော်တို့ဘက်ကလည်းကိုယ်စွမ်းအင်ကိုနားလည်ဖို့ကိုယ့်ရဲ့အားနဲ့ချက်တွေ ကိုယ့်ရဲ့အားသာချက်တွေကိုဘလို့စားမလဲဆိုတဲ့ရည်မှန်းချက်တွေကိုအာရုံစိုက်ရပါလိမ့်မယ်။ပရမကျောင်းမှာနိုင်ရထားဖို့အရန်အရန်ကိုရေးကြည့်ပါလိမ့်။ ်ပရမကျော်ကအသိရဲ့အလားလာကိုပြသနေတာပဲစရောမနှက်ဖြင့်ကျွန်တို့အောင်ပွဲခံကြပါလေဒီအတွက်ပဲလုံးပါမယ်လို့ဖွင့်ရပြောဆိုသွားကြတာလည်းပဲဖြစ်ပါလေဆရာဗီယောနီးပြောင်မိခင်ရီတာက ချန်ပီယံ15ဂျင်ချန်ပီယံရီယယ်မက်ထရီအသင်းနဲ့ရင်ဆိုင်ရမှုမှာသူ့အတွက်အလွန်အလွန်ကိုရေးပါတဲ့ပွဲစဉ်တွေဖြစ်ကြောင်းလည်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလေနီးပြောင်မိခင်ရီတာကတကယ်တကယ်စပယ်ရှယ်အရာတွေထက်ကတခုပါပဲ တို့တို့အားစနေဆိုတဲ့အသင်းကြီးတစ်သင်းဖြစ်လာတာတော့ပြီးခဲ့တဲ့15နှစ်အတွင်းမှာဒီအဆင့်ကိုနှစ်ကြိမ်ပဲရောက်ရှိခဲ့ပါလိမ့်ဆိုတော့ကျွန်တော်တို့ကိုယ်တိုင် ကို ရေးပါမယ်ကိုယ့်ရဲ့အနာဂတ်အတွက်ကျွန်တော်တို့တိုင်ပွဲဝင်သွားပါမယ်မနေ့ပြန်ကကျွန်တော်တို့အားလုံးအတွက်အခွင့်အလမ်းကောင်းပေးမယ်နေ့ရက်ဖြစ်ပါလေလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒါပြင်ကလေးပါပေးရော်ဒရီဂိုပီနီရှီယာဂျူနီယာဂျိုးဘလင်ကန်တို့ဦးဆောင်လာမယ်ရီယယ်မက်ထရီအသင်းရဲ့တိုက်စင်နဲ့ပတ်သက်ပြီးတော့လည်းနေပြအိုက်တာကတကူတော်ကြီးသူတွေရှိကြတဲ့ တကယ်ခိုက်တဲ့မှာလုံးပြနိုင်ကြပါလိမ့်ကျွန်တော်တို့ဘလောက်ကြီးမားတဲ့အန်ဒီရနဲ့ရင်ဆိုင်တွေးနေရတယ်ဆိုတာကျွန်တော်တို့သိပါလိမ့်ဒါကြောင့်လည်းသူတို့ကဒီပြိုင်ပွဲမှာဇရိုက်ဆိုသူတို့ပဲလုံးပြနေကြတာပေါ့ဒီခိုက်တဲ့တွေကိုသူတို့ဖယ်ရှားနိုင်ပါလိမ့်ကြီးကြတဲ့အဆင့်တွေကိုရောက်လာတဲ့အခါမှာတကူတော့အကြီးချင်းတွေကဘွဲကိုအဆုံးဖြတ်ပေးလာနိုင်ပါလိမ့်အောင်မြင်မှုတွေယူဆောင်လာနိုင်ပါလိမ့်ဒီလိုမဖြစ်လာအောင်ကျွန်တော်တို့ရှောင်ချရပါမယ်လို့ဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်ဂျမနီကွာနာဖိုင်နယ်ပရမကျော်ဝဲစဉ်၃တန်းချက်များ အာဆင်နယ်ရီယယ်မက်ဒရစ်ဂျမနီပြန်ပွဲရဲ့ quarter final အဆင့်ကိုအာဆင်နယ်အသင်းက၂ရာသီဇက်တက်ရောက်ခဲ့ပြီးဥရောပရဲ့အကောင်းဆုံးနဲ့အောင်မြင်ဆုံးအသင်းကိုအင်ကွင်းမှာလက်ခံကစားရမှာလည်းဖြစ်ပါလိမ့်။အာဆင်နယ်အသင်းအတွက်မနေ့ကဗိုင်ယန်မနစ်နဲ့ပွဲမှာအလေးပေးမှုအသာစီးမှာတော့မကျော်ဖြတ်နိုင်ခဲ့သလိုအဓိကအဖြစ်တော့အစင်လာပိုင်းအတွေ့အကြုံပိုင်းဌာနမှုတွေကဇာကပြောခဲ့ပါလိမ့်။ အခု Real Madrid ရဲ့အသင်းကမနေ့က Arsenal ရည်ရဆိုင်ခဲ့ရတဲ့ Bayern Munich ထက်ပိုကြောက်စရာကောင်းသလို Arsenal ဘောလုံးကန်စားတဲ့အချိန်မှာထပ်မြက်တဲ့ Damian Dest တွေနဲ့ထိုးနှက်နိုင်တဲ့အသင်းမျိုးလည်းပဲဖြစ်နေပါလိမ့်။ Galian Mbappe, Vinicius Junior, Rodrigo တို့ဆိုတာတအူးချင်းထဲချုပ်ပုံအပိုင်းမှာအမြင်ဆုံးအစ်စ်မှာရှိနေတဲ့ Arsenal အသင်းအတွက်တော့သတိပြုရမယ့်တက်ဆစ်ဈာမတွေလည်းပဲဖြစ်ပါလိမ့်။ကစားမက အမရိတ်မှာဆိုရင်လည်း Real ကို Arsenal အနိုင်ယူဖို့လွယ်မယ်တော့မထင်ပါဘူး။ဆိုတော့ကျွန်တော်ကတော့ Real ကိုပို၍ ကြိုက်ပါလိမ့်။ဘိုင်ယန်မြို့နယ်အင်တာမီလန်ဟိုးလွန်ခဲ့တဲ့ဇန်နဝါရီလ၄ပါလောက်ထုံးကဟိုစင်းမော်ရင်ရဲ့အင်တာမီလန်တင်ကဘိုင်ယန်မြို့ကိုနှစ်ဂိုးဂိုးမရှိနဲ့အသေးခွဲခဲ့ပါလိမ့်။၂၀၁၀နောက်၁၁ရာသီဆက်ကြောင်တင်ချုံတဲ့အဆင့်မှာထပ်တွေ့ပြန်တော်တဲ့အင်တာမီလန်တင်ကဘိုင်ယန်မြို့ကွင်းမှာ၃ဂိုး၂ဂိုးနဲ့ထပ်နိုင်ခဲ့ပြီးအဝေးကို စီးမြင့်တဲ့ကွာတာဖိုင်နယ်တက်ရောက်သွားခဲ့ပါလိမ့်။ ။အရင်နောက်ပိုင်းမှာနာမည်လန်သင်းကသေတီသားသားကြာဆင်းသွားခဲ့ပြီး2020နှစ်2023အောက်စုအဆင့်မှာဒေနသင်းနှစ်ကြော့ပြန်တွေ့ပါလိမ့်။ဘိုင်ယန်မြူနစ်ကနှစ်ကြော့စလုံးလွယ်လွယ်ကူကူနဲ့ပဲအနိုင်ရရှိသွားခဲ့ပါလိမ့်။လက်ရှိအင်နာမီလန်အသင်းကတော့ဘိုင်ယန်မြူနစ်အဲ့လိုအနိုင်ယူဖို့မလွယ်တဲ့အသင်းမျိုးလို့ပြောလို့ရပါလေ။ကစားမောင်းအင်အားစုဖွဲ့မှုမှာဘိုင်ယန်အနေငယ်တောင်းနေရဆိုရင်တော့ထေစွမ်းမကွာကြသလိုနောက်ဆင့်တည်းကြီးကလည်း90 90ပဲလို့ပြောလို့ရပါလေ။ ။ဘာယမနစ်ကွေးမိုင်းဒါမလန်တဲ့ရီမန်ချက်ကတရေရဖို့အတွက်ဆိုရင်ဖြစ်နိုင်ခြေတော့ရှိနေပါလိမ့်။ဒါပေမဲ့လည်းဘာယနိုင်ဖို့အခွင့်အရေးကပိုများမယ်လို့ထင်ပါလိမ့်။ဘာပဲပဲပြောဒီပွဲကလည်းအတိတ်အနေရလည်းပဲထွက်လိမ့်မယ်လို့ကျွန်တော်ထင်ပါလိမ့်။ကဘယ်တရရောချန်ပီယံလိဂ်ဝါလာဖိုင်နယ်ပရမတ်တော့ဘွဲစဉ်တွေရဲ့ဘယ်ဘွဲတွေကအနိုင်ရရှိသွားမလဲဆိုတော့ခံမှန်ပြောဆိုပေးခဲ့ကြပါအောင်နော်။ဘိုင်မနီအသင်းဆိုတော့ရီယယ်မက်ထရီအသင်းနဲ့အပြိုင်ရေးပန်းစောင့်နေတဲ့အသင်းလို့ဖွင့်ရပြောဆိုလိုက်တဲ့နေပြအင်ဇာဂီ အင်နာမလန်သေးရဲ့နီးပြောင်းအင်ဇာဂီကအခုရာသီချန်ပီယံပြိုင်ပွဲမှာဘိုင်ယန်မြို့နဲ့အသင်းဒီလည်းပဲရီယယ်မက်ထရစ်အသင်းနဲ့အပြာရေးပန်းစားတဲ့အသင်းဖြစ်တယ်လို့ဖွင့်ဟပြောဆိုလိုက်ပါတယ်။အင်နာမလန်သေးရဲ့ချန်ပီယံကွာတာဖိုင်နယ်မှာဘိုင်ယန်မြို့နဲ့အသင်းနဲ့တွေ့ဆုံနေပြီးဒီကနေ့ညပထမချော့ပွဲစဉ်ဖြစ်ရှင်ပြိုင်စားရမှာဖြစ်ပြီးအင်ဇာဂီကအခုလိုပဲဖွင့်ဟပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ်။ခန်းနာထဲဝါရဲကွင်းမှာရှင်ပြိုင်စားရမယ့်အချိန်တွေကတိတ်ကိုထူးခြားမှာတော့သိကြပါဘော။ လာပါတဲ့ခွေးထဲမှာအလွန်တောင်းနေတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်တာကြောင့်ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာပါ။ဒါပေမဲ့ဒီနေရာကိုရောက်လာဖို့ကျွန်တော်တို့ဘလောက်အထိအားထုတ်ခဲ့ရလဲဆိုတာသိထားပါလိမ့်။ကျွန်တော်တို့ဒီအခွင့်အရေးကိုရယူသွားမှာပါ။ဘိုင်ယန်မြူနစ်ကချန်ပီယံလိမှာတွေ့အကြုံကြွယ်ဝတဲ့အသင်းတစ်သင်းပဲဖြစ်ပါလိမ့်။သူတို့အမြဲတမ်းနောက်ဆင့်တွေကိုတက်ရောက်နေကြပါ။သူတို့ကချန်ပီယံဆုအတွက်ရီယန်နဲ့တောင်အပြန်ရေးပန်းစားတဲ့အသင်းလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့လည်းကျွန်တော်တို့ဒီကနေ့ပွဲမှာပွဲကောင်းတဲ့ပွဲဖြစ်အောင်ရှင်ပြန်စားသွားခြင်းပါလေလို့ အင်ဇာဂီကဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်။ဘိုင်မနစ်တဲ့ရဲ့နီးပြောင်းကုမ္ပဏီကလည်းအင်တာမီလန်သင်းဟာနီးပြောင်းပိုင်းကောင်းမွန်တဲ့အသင်းတင်းဖြစ်ကြောင်းအင်တာမီလန်သင်းရဲ့ခံစစ်ကိုထိုးပေါက်နိုင်ဖို့စင်ကုန်မှုဖြစ်ကြောင်းအင်ဇာဂီမှာမန်စီးတီးနီးပြောင်းဟောင်းမန်စီးတီးနဲ့တူညီတဲ့အချက်လက်တွေရှိနေကြောင်းလည်းဖွင့်ရပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလိမ့်။ဂျမန်လီကွန်နော့ဖိုင်နယ်ကိုနေရာသည်ဆက်ရှင်မြန်ရရလဲဆိုတာတိတ်ကိုအိဗေရှိပါတယ်ဆိုတဲ့စကား အာဆင်နယ်ရဲ့တိုက်စစ်ဇာမစာကကတော့ဘလွန်ဒီယောစုရရှိရေးမှာအိမ်မက်တစ်ခုဖြစ်ပြီးအာဆင်နယ်တင်းတဲ့ချန်ပီယံစုတွေကိုရယူနိုင်ရေးကပိုပြီးတော့အာယုံစိုက်ထားရမယ့်အရာဖြစ်ကြောင်းဖွင့်ရပြောဆိုလာပါတယ်။အဒနာဆတ်3နေရဲ့စာကဟာ2019-2020ရာသီကနေစတင်ပြီးတော့အာဆင်နယ်တင်းရဲ့မာကန်ဇာမတစ်ယောက်ဖြစ်ရည်တည်နေသူဖြစ်ပြီးအသင်းရဲ့ဦးဆောင်တိုက်စစ်ဇာမတစ်ယောက်လည်းပဲဖြစ်ရှိနေတာလည်းပဲဖြစ်ပါတယ်။ဒါမှလည်းသူအနေနဲ့အာဆင်နယ်အသင်းမှာ FA Plus ချန်ပီယံစုတစ်ကြိမ်သာရယူထားနိုင်သေးတာလည်းပဲဖြစ်ပါတယ်။ စာကအခုရာသီမာတကောင်ကြောင့်တန်ရာကြောင့်သုံးနာကြောင့်ကြာနားယူခဲ့ရပြီးအခုတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်တွင်မှပဲပြန်လည်ကစားနိုင်တာလည်းပဲဖြစ်ပါလိမ့်အောင်စရဲလေးကဒီကနေ့ညမှာရီယယ်မထွေစင်းတဲ့ချန်ပီယံကွာတာဖိုင်နယ်ပရမတ်ကျော်ဝဲစဉ်ရှင်ပြိုင်စားရမှာဖြစ်ပြီးဒီဝဲစဉ်အတွက်ပြုလုပ်တဲ့သတင်းစာရှင်တွေဘက်မှာစာကာကတန်ရာကြောင့်အနာယူခဲ့ရခြင်းမှာသူ့ရဲ့စိတ်ဓာတ်ပိုင်းကိုပိုပြီးလန်းဆန်းကောင်းမွန်စေခဲ့ကြောင်းဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါတယ် ပြည်ကြတဲ့9နှစ်အတွင်းမှာကျွန်တော်တဝဲပြီးတဝဲကစားခဲ့ရပြီးဒါကပရမဆုံးအကျိန်အနားယူခဲ့ရတာပေါ့ဒါကကျွန်တော်တွေ့တကယ်ကိုကောင်းပါလိမ့်ကျွန်တော်တကယ်ကောင်းမွန်စွာပြန်လာနိုင်ခဲ့ပြီးစိတ်ပိုင်းဆိုင်ရာကလည်းအရန်ကိုလန်းဆန်းနေတယ်လို့ခံစားရပါတယ်ဆိုပြီးစာကကအဖွင့်ရပြောဆိုကြတာလည်းပဲဖြစ်ပါလိမ့်ဂျမနီကွာတာဖိုင်နယ်နဲ့ပတ်သက်ပြီးတော့လေဂျမနီကွာတာဖိုင်နယ်ကိုနှစ်အားဒီဇက်ရှင်ပြန်ရတယ်ဆိုတာကျွန်တော်တော်တော်ပရမဆုံးဖြစ်ပြီးဒါအတိတ်ကိုအတိတ်ပဲအများကြီးရှိပါလိမ့်ကျွန်တော်နောက်ဆင်တက်ချင်းပြီးတော့အဲ့ဒီအတွေ့အကြုံစာသွားမှာပါ မက်ထရစ်ကလေးစားစရာသမိုင်းကြောင်းရှိပေမဲ့လည်းမနေ့ပြန်ဘာမှမဆိုဖြစ်သွားနိုင်ပါလိမ့်။သူတို့ကိုကျွန်တော်တို့အနိုင်ရခြင်းပါလိမ့်။ဘလိုနီယိုဆုကအိမ်မက်တခုဆိုပေမဲ့လည်းကျွန်တော်အယုံစိုက်ထားတာကတော့အာဆင်အသင်းရဲ့ချန်ပီယံဆုတွေရယူဖို့ပါပဲ။အသင်းတွေကောင်းဆုံးလှုပ်ဆောင်ပေးနိုင်ဖို့အတွက်စူးစမ်းနေပြီးတအူချင်းထူးချွန်ဆုတွေကကျွန်တော်စီကိုရောက်ရှိလာမှာပါလို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့်။စာချုပ်တဲ့မှာတပ်ပြီးတော့တိုးတက်နေပြီဆိုတဲ့အကြောင်းသတင်းကောင်ပလိုက်တဲ့ဘာတယ်ပါလိုက် လောသင်းရဲ့တင်းကောင်းဆောင်ပါချေဘာနိုင်ကလဘောဘုသင်းရဲ့စာချုပ်တွေချုပ်ဆိုရေးဆွေးနွေးမှုမှာ တိုးတက်နေပြီဖြစ်ကြောင်းဖွင့်ရပြောဆိုလိုက်ပါရီအသက်33နှစ်အရွယ်ဘာချေဘာနိုင်ဟာအခုရာသီအကုန်မှာလဘောဘုသင်းရဲ့စာချုပ်တရံကုံဆုံးမဲ့သူတစ်ယောက်ဖြစ်ပြီးမန်ဂျာတော်ကနောက်တစ်ခုမှာနာခက်ကဘလိုတွေဖြစ်လာမလဲဆိုတော့ကိုမသိကြောင်းဖွင့်ရခဲ့ဘူးသူလည်းပဲဖြစ်ပါလိမ့်ဘာဂျေမနိုင်အာထရနာဇနာအနိုမိုဟာမက်ဆာလာတို့နဲ့အတူရာသီအကိုမှာလဘဘူအသင်းနဲ့စာချုပ်တရံကုံဆုံးမဲ့သူလည်းပဲဖြစ်ပါလိမ့်။နေဒရန်သင်္ကောင်းဆောင်လည်းဖြစ်တဲ့ဘာဂျေဘာနိုင်က တိုးတက်မှုတွေရှိနေပါလိမ့်ဆက်ရှိနေမလားဆိုတာကတော့တော်လည်းမသိသေးပါဘူးဘာတွေဖြစ်လာမလဲဆက်လက်ပြီးကြည့်ရပါလိမ့်မယ်ဆိုတော့အတွင်းမှန်ဆွေးနွေးမှုတွေတော့ရှိနေပါလိမ့်ဘာတွေဖြစ်လာမလဲဆိုတာတွေ့ရပါလိမ့်မယ်ဒီကလပ်ကိုကျွန်တော်သိချစ်ပါလိမ့်ပရိသတ်တွေကလည်းကျွန်တော်သိချစ်ပါလိမ့်တို့တွေကကျွန်တော်တို့နဲ့အတူတသားထဲမှာရှိနေခဲ့ကြတာပါကျွန်တော်တို့ကိုကျွန်တော်ပေးဆက်ခြင်းပါလိမ့်တနင်္ဂနွေနေ့မှာလဲဝက်ဆန်နဲ့အင်ကွင်းဘွဲစင်ဆက်ရှိစေချင်ပါလိမ့်အရင်တော့ကလိုမျိုးပဲအန်ဟောစရာကောင်းတဲ့ကွင်းအဖြစ်ဆက်ရှိအောင်လုပ်ရပါမယ်လို့ဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလိမ့် လောသေးအောင်နောက်လန်ဒန်မှာရင်းနှီးခဲ့ပေမလဲဆက်ရမန်ဖြတ်ပြီးပရီးမီးယားလိဂ်ကိုဦးဆောင်ထားနိုင်တော့မယ်ဖြစ်ပါလိမ့်။အနောက်လန်ဒန်ရှုံးပွဲမှာလောသေးအတွက်အခုရာသီဒုတိယမြောက်ပရီးမီးယားလိဂ်ရှုံးပွဲဖြစ်ပြီးနောက်ဆုံး26ပွဲမှာပရမအဆုံးရှုံးပွဲကြုံတွေ့ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။လောသေးနေရာဒီမှာသွေးသွင်းလောင်းမယ်အာဆင်နယ်အော်စတြေးလျကလာမယ့်နေရာဒီအပြောင်းအရွှေ့ဈေးကွက်မှာဗေဒါယိုဂိုရက်နီကိုဝီလီယံဇူဘီမန်နီတို့ကိုပေါင်းသန်း200အသုံးပြုပြီးတော့ခေါ်ယူဖို့အစီအစဉ်လေးရရှိနေပြီဖြစ်ပါလိမ့် အာဆန်တဲ့ရမကြသိမိတော့ကအာဇာဒိုင်တာတဲ့အဖြစ်အင်ဒရီတာဘာတာကိုခန့်အပ်ထားတာလည်းပဲဖြစ်ပါလိမ့်။ဘာသာတော်ဘူတိုင်းစစ်မှုပွဲအပြောင်းလဲပြုလို့ပေးနိုင်မဲ့တောင်းမဲ့ဇာမာတွေ၊ဂွင်းလဲဇာမာတဦးတို့ကိုခေါ်ယူဖို့စီစဉ်နေရလည်းပဲဖြစ်ပါလိမ့်။အဲဒါဒီကမထွေတဲ့အာဇာဒိုင်တာဟောင်းဘာတာကအစားမားတွေကိုရောင်းချပြီးတော့ကစားမားတွေခေါ်ယူအင်အားဖြည့်တင်းတဲ့နေရာမှာနာမည်ကြီးသူတယောက်လည်းပဲဖြစ်ပါလိမ့် ်အခုကာမနော့အာစရယ်မှာလည်းသူဟာဇာမတွေကိုထောက်ခွာစေပြီးယူဂိုရက်စ်နီကိုဝီလီယံတို့ကိုခေါ်ယူဖို့ငွေချဖွေသွားမှာလည်းဖြစ်ပါလိမ့်အာစရယ်နေကလာမယ့်နေရာဒီမှာဝိုင်းရင်ခွင်းနဲ့ဇာမတွေဖြစ်ကြတဲ့ဂျော်ဂျင်ဟိုသောမတ်စ်ပါလီတို့ကိုထောက်ခွာခွင့်ပေးလာမှာဖြစ်ပြီးကွင်းလယ်ဇာမတအူမဖြစ်မနေခေါ်ယူလာမှာလည်းဖြစ်ပါလိမ့်ဒါပြင်အောင်စနေတဲ့ဘုံမောင်ကနေငှားနဲ့ခေါ်ယူထားတဲ့ဒုတိယဦးစားပေးကုသမနီတို့ကိုလည်းပြန်စည်လွတ်မှာဖြစ်ပြီးအရန်ကုသမတအူလည်းခေါ်ယူရမှာလည်းဖြစ်ပါလိမ့် အာဆန်နီယာစပိုနီနဲ့စပိုနီယာတိုက်စစ်ဇာမယူရော့ကိုခုတ်ယူဆွေးနွေးရမှာခက်ခဲနေမယ်ဆိုရင်တော့လက်စစ်တိုက်စစ်ဇာမဆက်စကိုဖရမတာစစ်ဇာမယူဂိုအကီတီဂီတို့ကိုခုတ်ယူဖို့တိုးပန်းလာပါလိမ့်မယ်ဖြစ်ပါလိမ့်။မိုင်ယာမီမှာဒေါ်လာ9.5သန်းတန်တဲ့ကွန်ဒိုအပါဝင်ကွန်ဒို၄ခန်းထပ်မံဝယ်ယူလိုက်တဲ့လီယိုနယ်မက်ဆီ။လီယိုနယ်မက်ဆီကတော့မိုင်ယာမီမှာကွန်ဒို၄ခန်းအမေရိကန်ဒေါ်လာ9.5သန်းတန်ကွန်ဒိုကိုဝယ်ယူလိုက်ပြီဖြစ်ပါလိမ့်။ ဘလူနီယိုရှိချင်းရောက်စကူထောင်းတဲ့လီယိုနယ်မက်ဆီဟာနောက်23နှစ်မှာအင်တာမိုင်အမီကိုပြောင်းရွှေ့ပြီးတော့ဖလော်ရီဒါမှာထိခြားနေထိုင်နေရလည်းပဲဖြစ်ပါရယ်။လီယိုနယ်မက်ဆီရဲ့မိသားစုကလင်းမြန်ပဲအမေရိကန်မှာထိုင်ကြလာလာလည်းပဲဖြစ်ပါရယ်။အသက်38နှစ်အရွယ်လီယိုနယ်မက်ဆီဟာအင်တာမိုင်အမီနဲ့ကုံဆုံးမဲ့2026ခုနှစ်အလွန်ထိဆက်ရှိနေဖို့ရှိနေပါရယ်။လီယိုနယ်မက်ဆီဟာဇာမဘွားစတင်အားနေယူဝဲဥပိုင်းမှာဇာမဘွားအဆုံးသတ်မယ်လို့ယူဆခဲ့ပေမဲ့မိုင်ယာမီမှာဆက်လက်နေထိုင်လာဖို့ရှိနေသေးတာလည်းဖြစ်ပါရည် ဒါကြောင့်လည်းလီယိုနယ်မက်ဆီကနောက်ထပ်ကွန်ဒိုတစ်လုံးထပ်မံဝယ်ယူခဲ့တာလည်းပဲဖြစ်ပါလိမ့်ဝေါ်စတရီးဂျာနယ်ရဲ့ဖော်ပြချက်အရလီယိုနယ်မက်ဆီဟာတည်ဆောက်နေစေဖြစ်တဲ့ကွန်ဒိုမှာအခန်း၄ခန်းဝယ်ယူခဲ့တယ်လို့သိရှိရပါတယ်။ဒီကွန်ဒို၄ခန်းမှာကြီးမားသောအခန်းကိုအမေရိကန်ဒေါ်လာ9.5သန်းပေးချေခဲ့ရတယ်လို့သိရပါတယ်။ဂျာနယ်ခန်း၃ခန်းရဲ့ဈေးနှုန်းကိုတော့မသိရှိရသေးပါဘူး။